သေးကြဘူးဆိုတာကလေမစည်းလုံးလို့နော်ဘုံရန်သူထက်ကို့အချင်းချင်းပြန်တက်နေကြတာဒါကြောင့်မသေးကြဘူးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ဒါကြောင့်စစ်တပ်ထဲကရန်သူဘက်ကဟောရာထူးကြီးကြီးစီရီယံလောက်လာပြီဆိုပြီးတော့ဘဘတို့ဘက်မှာအများကြီးမလားယူကြီးတွေဖတ်ခံရတယ်ပီတီအဲ့ဒီအသက်ခံရတယ်အများကြီးဟမ်ပြီးပြီးမဲဆောက်မှာအလူခံပတ်သက်နေ လိန်ပြီးတော့စစ်တပ်လက်ထက်ကိုပြန်ဝင်သွားတယ်စစ်တပ်ကိုတရင်နေပို့တယ်အများကြီးမဟုတ်လားအခုဒီလင်းနေကျော်တော်လည်ရေးမှာဟိုယူကြည်တဲမှာရော နော်ဟို PDF ထဲမှာရောနောက်တရင်ထောက်ထောက်လန်းရေးထောက်လန်းရေးတဲမှာဒီရောထောက်လန်းရေးတဲမှာဒီရောစစ်တပ်ကလွတ်ထားတဲ့တက်ရှူကြီးအများကြီးအဲ့ဒါမပြောပါနဲ့ဗျာ LRD အမေစုဘေးနားမှာကိုတရှိုးတွေအများကြီးမင်းသမီးမင်းသားတရှိုးတွေနော်နိုင်ငံရေးသမားတရှိုးတွေအမေစုဘာကြောင့်ဒုက္ခရောက်သွားလဲအဲ့ဒီတရှိုးတွေကြောင့်ဒုက္ခရောက်သွားတာပဲအမေစုကယုံနာကိုယုံနာကိုသူမဒုက္ခမရောက်ဘူးသူဒုက္ခရောက်မလဲကြည့်လိုက်လေသူ့ဘေးနားမှာရှိတဲ့မင်းသမီးမင်းသားတွေ စစ်တဲ့အောက်ကထွက်လာတဲ့မိသမီမင်းသားတွေကြီးပဲသူ့ဘေးနားက LED နားကအရာကြီးရိုက်ရှင်နေအခုဦးတင်ဦးတို့ဦးဝင်းမြင့်တို့သူတို့ကိုတရှို့လို့ဖုံးဖုံးပြောတာမဟုတ်ဘူးနော်အမေစုဘေးနားမှာအရာကြီးရာခန်တွေတော်တော်များများကဖုံးဖုံးတို့တာမအရက်သားနိုင်ငံရေးသမားတွေတိတ်မရှိဘူးအဲ့စစ်ဘုံကျုပ်တွေကြီးပဲ စစ်ဘုံကျုပ်တွေကြီးပဲပြောချင်တာတရှိုးတွေအဲ့ဒါဖဖို့တခါပြောဘူးတယ်အခုပြန်ပြောလိုက်ပဲမြန်မာနိုင်ငံစစ်တပ်ကိုနော်အခုနေဝင်းတန်းရွှေခင်ညော့မဲအောင်လိုက်အဲ့ဒီထောက်လန်းကြီးပညာဘယ်သူသင်ပေးတယ်ထင်လဲအစ်စရေးကသင်ပေးတာအစ်စရေးကကဘာပေါ်မှာအမေရိကန်နဲ့အစ်စရေးက နံပါတ်1ထောက်လှမ်းရေးပညာကဟမ်အမေရိကန်မှာဆိုရင်ပင်တဂွန်တို့ NASA တို့အဲ့ဒါစစ်ထောက်လှမ်းရေးဒီပင်တဂွန်တို့ NASA တို့ဆိုတာဟောအစ်စေးမှာ MOSSAD ဆိုတာအဲ့ဒါစစ်ထောက်လှမ်းရေးအမေရိကန်ရဲ့ level ပဲ မြန်မာနိုင်ငံကစစ်တပ်ကိုထောက်လှမ်းရေးပညာဘသူတင်ပေးလဲဆိုအဲ့အစ်စီကတင်ပေးထားတာမြန်မာနိုင်ငံစစ်တပ်ကထောက်လှမ်းရေးပညာပေါ်သေးသေးမဟုတ်ဘူးအခုအန်လန်ဒီဘာကြောင့်ဘဝပြတ်သွားလဲဒုက္ခရောက်သွားလဲဆိုတာပြောချင်တာကထောက်လှမ်းရေးတွေအများကြီးထည့်ထားတာအန်လန်ဒီထဲမှာအများကြီးပဲလူယုံတက်လို့သေးတယ်ဆိုတာအဲ့ဒါပဲထောက်လှမ်းရေးတွေအများကြီးထည့်ထားတယ် မင်းသမီးမင်းသားထောက်လန်းရေးတွေနိုင်ငံရေးသမားထောက်လန်းရေးတွေစစ်ဘုကျုပ်ထောက်လန်းရေးတွေအများကြီးထည့်ထားတယ်။ဒါကြောင့် LED တေသွားတာအဲ့ဒီစစ်တပ်ရဲ့ထောက်လန်းရေးတွေကြောင့်တေသွားတာဝေသာလီပြည်ကြီးဘာကြောင့်ကြရှုံသွားလဲဆိုရင်စီဒီယန်လောက်လာတဲ့ဝတ္တကာရအမတ်ကြီးကြောင့်ဝတ္တကာရအမတ်ကြီးကိုယုံပြီးတော့နေရာပေးလိုက်မိတာဗမာနေရာပေးလိုက်မယ်လွတ်တော်ထဲမှာနေရာပေးလိုက်မိတာလွတ်တော်ထဲထိပါနေရာပေးလိုက်မိတာ ဲ့ဒီမှာဝေသာရီပြည်ပျက်စီးကိုဝေသာရီပြည်ပျက်စီးရောကကြီသုံးပါတော့စိုက်တယ်ကကြီသုံးပါစအားဝေသာရီမျိုးကြီးကဘလူးတွေဟောမတာတွေကိုစားပြီးတော့နော်လူသေးတွေကိုစားပြီးတော့ဝေသာရီပြည်ကြီးပါကြောက်เสียရလန့်เสียရကောင်းမျက်စောဖေးကကိုယ်တိုင်ယတနာတုတ်တွားရုပ်ပေးရလीကြာဘူးမှာပေါ့ကြာဘူးမှာပေါ့ဒါကြောင့်ဝေသာရီမျိုးကြီးဘာကြောက်ပြန်စီရီယံပညာရှိအမတ်ကြီးတယောက်တည်းကြောက်ပြက်စီးသွားတာ ် LRD ပျက်စီးတာစီစစ်တပ်ကထောက်လန်းရေးတွေကြောင့်ပျက်စီးသွားတာဝေသာလီပြည်ကြီးပျက်စီးသွားတာစီ CDM ထောက်လန်းရေးပညာရှိအမတ်ကြီးကြောင့်ပျက်စီးသွားတာအခုဒီတောက်လန်းရေးမှာလဲနော်အဲ့ထောက်လန်းရေးတွေအများကြီးနော်အဲအဲ့ထောက်လန်းရေးတွေကိုနေရာပေးတာဘုံဘောဒီ CDM တွေကိုစော်ကားတာမဟုတ်ဘူးနော် တိုင်းရင်းသားတွေဆိုအဲ့ဒီ CDN တွေကိုနေရာမပေးဘူးနေရာမပေးဘူးเนาะဒါ CDN တွေကိုစော်ကားတာမဟုတ် LED အခုပြက်စီးသွားတာကိုပဲကြည်ဝေးစားလီပြည်ကြီးပြက်စီးသွားတာကိုပဲကြည်အခုတော်လိုင်းကြီးလဲရဲရဲပဲကြံတော့တယ်နိုင်နေပြီဆိုတာအလကားပြောတာဖုတ်ဖုတ်မလိန်တန်းမညာတန်းပြောမယ်နိုင်နေပြီဆိုတာအလကားပြောတာ ဖဖို့ခဏခဏလည်းပြောတယ်ပြီးသူကိုဖဖို့မလိမ်ဘူးနိုင်တဲ့နေရာရှိတယ်ရခိုင်ပြည်နယ်ကချင်ပြည်နယ်ရှမ်းမြောက်အဲ့ဒီသုံးနေရာကတေချာပေါက်နိုင်တယ်တေချာပေါက်ကိုနိုင်တယ်ကချင်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းမြောက်ကအဲ့ဒီသုံးနေရာကကြံတဲ့နေရာတွေကမသေးချဘူးအထူးသဖြင့်တိုင်းခွနတိုင်းကပို့လို့တော့မသိကြသေးဘူး ၃နေရာကသေးကြတယ်တခြားနေရာတွေကမသေးကြဘူးအထူးသဖြင့်တိုင်းခွန်တိုင်းကပုံလို့တော့မသေးကြသေးဘူးဘလောက်တော့မသေးကြလဲဆိုဒီရွေးကောက်ပွဲပြီးသွားရင်ကို အကျန်းဖတ်လို့တတ်တတ်မှတ်ပြီးတော့ကိုအသေးစော်တော့မှာအဲ့ဒါလည်း PDF တွေတည်ထားပြီးသားအဲ့တော့လေ PDF ဒီတည်ထားပြီးသားအသေးစော်တော့မှာ အဲ့ဒီအကြောင်းတွေကိုဖုံဖုံနောက်မှတနည်းပြောမယ်ဗျာနော်တနည်းပြောမယ်ကဲတော်ပြီအဲ့တော့အခုလည်းပဲဖုံဖုံတော်လည်းကြီးကတတော်လေးကိုပြက်စီးလာပြီဒီပသုံးလုံးနေကြောင်းလည်းပြက်စီးတယ်နော်အန်ယူကြီးတဲ့ကဝင်ကြီးတွေအကျင့်ပြက်ခြားစားမှုကြောင်းလည်းပြက်စီးတယ်နော်အေးဒီတတ်ရှိုးတွေကြောင်းလည်းဖုံဖုံတော်လည်းကြီးကတတော်လေးပြက်စီးလာတယ် အခုတော်လိုင်းရေးကြီးတော်တော်အန်နေရှိတယ်ဘိုင်းရက်ကင်နေတယ်ဗောနောဘိုင်းရက်ကင်အခုမကြခင်ကဖြစ်သွားတဲ့အစ်စေးနဲ့အီရန်စစ်ပွဲအစ်စေးကိုပြက်အီရန်ကိုပြက်စီးအောင်လှုပ်သွားတဲ့သူဟာအစ်စေးမဟုတ်အမေရိကန်လည်းမဟုတ်တတ်ရှိုးအမျိုးသမီးတယောက်တည်းကပဲလှုပ်သွားတာအဲ့တော့တတ်ရှိုးအမျိုးသမီးတွေဒါကြောင့်လောကကြီးမှာကြောက်စရာကဘာလဲဆိုတတ်ရှိုးပဲဗျဟောအခုလည်းကြည့်လေ အရင်တော့ကတော့အကိုကြီးညီလေးညီမလေးဟမ်ရင်လက်ရဲဟွန်ဆန်ရဲအခု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 ဝင်ကြီးချုပ်ရာထူးရောက်ထားတဲ့ပေထုံတန်လေးရဲအာမိသားစုတွေလို့နေကြတာတယုံယုံတယုံယုံနဲ့ဟမ်ဟာตายีนายีရှိတာအစအကုန်လုံးနှစ်အိတ်တိန်နော်ချင်းလည်းမသိကြဘူးနှစ်အိတ်တိန်နေကြတယ်နော် နှမ်းရိတ်တိမ်နေကြတယ်ဟိုဖုံဖုံကြော်ညာလေးဝင်နိုင်မယ်ချင်းဒါပေမဲ့ပြင်နိုင်ရင်သိကြမယ်ဖုံဖုံပြောတဲ့စကားထဲမှာပြင်နိုင်ရင်သိကြမယ်နော်မပြင်နိုင်လို့ကတော့ချင်းလည်းပဲအဲကိုအချင်းချင်းတတ်တာနဲ့ပဲဘုံရန်သူကနှမ်းဖြူသွားလိုက်မယ်ကိုအချင်းချင်းတတ်တာနဲ့ပဲဘုံရန်သူကအမှနှမ်းလေးဖြူပြီးလိုက်မယ်နော်ဟိုဒူဘိုင်းလို့ပြောရင်စားလေးဖြူပြီးလိုက် ဲ့တော့ဝိုင်းနေစရာကောင်းတာကဟွန်ဆန်တဲ့ဒီတက်စင်တို့မိသားစုနဲ့ဩညီဦးကိုမောင်ရဲနှမတွေလို့ဆက်ဆံလာခဲ့ပြီးတော့မှအခုကမ္ဘောဒီးယားနဲ့ထိုင်ပြဿနာတက်တော့ဟွန်ဆန်က Facebook ပေါ်မှာ like 3နာရီကြာလွှင့်ပြီးတော့ပေထုံနဲ့မကောင်းကြောင်းတွေတက်စင်မကောင်းကြောင်းတွေပြောတယ်အဓိကဘာကိုဆိုလိုတာလဲဆိုရင်ဘယင်နဲ့တက်စင်တို့မိသားစုကိုရန်တိုက်ပေးတယ် ြည်သူနဲ့တပ်ဆင်တို့မိသားစုကိုရန်တိုက်ပေးတယ်စစ်တပ်နဲ့တပ်ဆင်တို့မိသားစုကိုအခုတပ်ဆင်တို့မိသားစုတစုလုံးကနော်ဘလို့လောကဓာတ်တွေကိုခန်းစားနေရပြီလဲဆိုရင်တို့တော်တော်ဆွဆွရွာကိုခန်းစားနေရပြီနော်ဘယင်းနဲ့လဲအခုနော်ဟွန်ဆန်ကြောင့်ဘယင်းနဲ့ပြဿနာတော့မတက်မတက်ဘူးဒါပေမဲ့ရန်တိုက်ပေးတယ်ပြည်သူနဲ့ရန်တိုက်ပေးတယ်စစ်တပ်နဲ့ရန်တိုက်ပေးတယ်ဟောဆန်ကနိုင်ပြီးရောဆိုပြီးတော့ကဲ အဲ့ဒါတက်ဆာဖောက်တယ်လို့ခေါ်တယ်နောက်ကျောကိုဒါနဲ့လူယုံမှာကောက်ကျစ်တာပေါ့ကောက်ကျစ်တာပေါ့တမိသားစုတွေလူနီလာပြီးတော့အဲ့လိုမလုံသိမ့်ဘူးပေါ့နော်မလုံသိမ့်ဘူးပေါ့ဆိုတော့ဟောဆန်ကဟောဆန်နဲ့အခုဒီကနေ့စန္ဒပြတဲ့ပြည်သူတွေကဝင်းကြီးချုပ်ပေးထုတ်တဲ့ကိုရုပ်သေးဝင်းကြီးချုပ်တယ်တကယ်တော့ တိုက်ကလာတဲ့စကားမပြောဘူးရုပ်သွင်းဝင်ကြီးလို့ဆိုတာဖဖို့တို့မြန်မာနိုင်ငံကအရင်ဖြစ်တာအဲ့ဒါမြန်မာနိုင်ငံရဲ့စကားကြီးနော်သူတို့ copy ကူးချတာ NLD အစိုးရလက်ထက်တုန်းကဥတင်ကျော်တို့ဥဝင်းမြင့်တို့တိုက်ကလာတဲ့စကားမပြောဘူးတို့ရုပ်သွင်းတမရတို့ဆိုတာအဲ့ဒါမြန်မာနိုင်ငံစခဲ့တာပေါ့နော်မြန်မာနိုင်ငံစခဲ့တာအဲ့တော့ဟိုဝင်ကြီးချုပ်ပေထုံတန်ကိုလည်းဟွန်ဆန်တို့ဒီကနေ့ဆန္ဒပြတဲ့ပြည်သူတွေကရုပ်သွင်းတမရ တကယ်တော့ तू လုံနေတာမဟုတ်ဘူး तू အဖေခိုင်းသမ ्या လုံနေတယ်ဆိုတော့เนาะအဲ့တော့နိုင်ငံရေးပညာရှင်ပေါ့နိုင်ငံရေးပညာရှင်143ယောက်ကထိုင်းနိုင်ငံရဲ့ဂုံတိတ်ခါအတွက်တဲ့ပေထုံတန်းကိုယာတုကဖြုတ်ချပြီးပါဟော ဘယ်တော့နဲ့ကပေထုံတဲ့ကိုကြည့်မရလည်းမသိဘူးဘယ်တော့နဲ့ကပေထုံတဲ့ကိုကြည့်မရလည်းမသိဘူးအခုနိုင်ငံရေးတမနော်140နဲ့3ယောက်ကပေထုံတဲ့ကိုယာတုကဖြုတ်ချပေးပါဆိုပြီးတော့ဘယင်ကိုအခုစတင်နေပေါ့ဗျာဘယင်ကဘာပြောမလဲတော့မသိသေးဘူးဘယင်ကစတင်ဘယင်ကိုစတင်လိုက်တယ်ပေါ့နော်ဒါနိုင်ငံရေးတမ30 140နဲ့3ယောက်ကပေါ့နော်သူတို့အကြောင်းပြတာကတော့ ဒီနိုင်ငံ့ရဲ့ဂုံတိတ်ခါအတွက်ပေါ့နော်အခုခွန်ဆန်နဲ့ဖုံပြောပြီးတော့ကိုယ်နိုင်ငံမကောင်းကြောင်ကိုယ်စစ်တပ်မကောင်းကြောင်ပြောတဲ့အတွက်ကြောင့်ဒါဟိုထိုင်းနိုင်ငံဂုံတိတ်ခါကြဆင်းနေပေါ့ဗျာနော်အဲသူတို့ကအဲ့လိုပုံကြီးချဲ့တာပေါ့နော်အပြစ်ကိုမကြီးကြီးအောင်ပြောတာပေါ့ထိုင်းနိုင်ငံဂုံတိတ်ခါကြတယ်ပေါ့နော်ထားကြောင့်ထိုင်းနိုင်ငံဂုံတိတ်ခါကြအောင်လုပ်တဲ့ဒီပေးထုံးတဲ့ကိုဘရင်ကရာထုကနေဖြုတ်ပေးပါဆိုပြီးတော့ဘရင်ကိုအခုတောင်းဆိုကြတယ် နော်နိုင်ငံရေးတမ100ကျော်140ကျော်တယ်140ကျော်တယ်အခုစန္ဒပြတဲ့ပြည်သူတွေက ဝန်ကြီးချုပ်ရဲ့ပြောဆိုချက်တွေကနိုင်ငံတော်ရဲ့လုံခြုံရေးနဲ့အချုပ်အခြာကိုထိပါစေတယ်။အကြီးပဲနော်သူတို့ပုံကြီးချက်တာကြီးကနိုင်ငံတော်ရဲ့လုံခြုံရေးနဲ့အချုပ်အခြာကိုထိပါစေတယ်။ပြောချင်တာကသူ့ကြောင့်ဒီနိုင်ငံကိုကမ်ဘောဒီးယားသိမ်းသွားနိုင်တယ်ပေါ့ဗျာ။နော်ဆာလိုပီလိုပြောရင်တော့လုံခြုံရေးနဲ့အချုပ်အခြာပေါ့။ဒါကတော်ယုံတန်ယုံပြည်သူတွေကနားလဲကြမှာနားလဲမယ်။အဲ့တော့တော်ယုံတန်ယုံပြည်သူတွေနားလဲအောင်ပြောရရင်တော့ သူ့ကြောင့်ဟွန်ဆန်ကဒီထိုင်းနိုင်ငံကိုတက်သိမ်းသွားနိုင်တယ်ပေါ့နော်ထိုင်းနိုင်ငံအန္တရာယ်ရှိတယ်ပေါ့ရန်သူကိုတွားပြီးတော့သူကဟိုတော့ဖားတာပေါ့နော်ရန်သူကိုတွားဖားတဲ့အတွက်ကြောင့်သူတို့ထိုင်းနိုင်ငံကအချိန်မီွေကမ်ဘောဒီးယားရဲ့ကျုံဖြစ်သွားနိုင်တယ်ပေါ့အဲသူတို့ပြောချင်တာအဲ့လိုပေါ့နော်ပြီးတော့ထိုင်းနိုင်ငံရဲ့တိတ်ခါစစ်တပ်ရဲ့တိတ်ခါတွေလည်း မရှိတော့ဘူးပေါ့ဝင်းကြီးချုပ်ပိတ်ထုံတန်းကြောင့်အကြီးကိုဖျောက်ပြီးတော့လိုရာကိုဆွဲပြောပလိုက်တာနော်လိုရာကိုဆွဲပြောတယ်ပုံကြီးချဲ့တာပေါ့ထိုင်းနိုင်ငံရဲ့တိတ်ခါတွေနောက်ထိုင်းနိုင်ငံကစစ်တပ်ရဲ့တိတ်ခါတွေအခုဘာတစ်ခုမှမရှိတော့ဘူးပေါ့နော်ဒါကြောင့်ဝင်းကြီးချုပ်ပိတ်ထုံတန်းကိုရာထုကနေဖြတ်သိမ်းပေးပါပေါ့ဘရင်ကလည်းဖြတ်သိမ်းပေးပါပေါ့ထိုင်းနိုင်ငံကပြည်သူတွေကလည်းဖြတ်သိမ်းပေးပါပေါ့နော် နောက်တစ်ခုကထိုင်းနိုင်ငံအတက်လွတ်တော်အမှတ်36ရောက်ကလည်းနော်ထိုင်းနိုင်ငံရဲ့တရားရုံးကိုအခုတိုင်ကြားပလိုက်တယ်။နော်တိုင်ကြားပလိုက်။အဲ့ဒီမှာဘုံဘုံတို့ဘဝတုဒ္ဒရတာကဘာတစ်ခုလဲဆိုတော့ဝင်ကြီးချုပ်ပဲဖြစ်ဖြစ်စစ်တပ်ပဲဖြစ်ဘရင်ပဲဖြစ်ဖြစ်ဥပဒေရဲ့အထက်မှာဘယ်သူမှမရှိဘူး။ဟောထိုင်းနိုင်ငံကစနစ်ကောင်းတယ်ဆိုတော့အဲ့ဒါပဲ အဲ့ဒါဖုံဖုံပြောကျင်တဲ့လိုရင်း main point เนาะထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံဘာကွာတယ်လဲဆိုရင်ထိုင်းနိုင်ငံမှာကြိုက်တဲ့သူအုပ်ချုပ်ဘရင်ပဲအုပ်ချုပ်ချုပ်စစ်တပ်ပဲအုပ်ချုပ်ချုပ်အရက်သားပြည်သူကပဲအုပ်ချုပ်ချုပ်စနစ်ကောင်းတယ်ဆိုတာဘာကိုပြောတာလဲစနစ်ဆိုတာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောတာเนาะအခုတော့ဝင်းကြီးချုပ်ကို ဖြုတ်ချပေးဖို့အတွက်တရားရုံးကိုတိုင်ကြားတာဘသူကတိုင်ကြားလဲဆိုအထက်လွတ်တော်အမှတ်36ရောက်ကတိုင်ကြားတာအဲ့တော့ဝင်းကြီးရုံးရဲ့အထက်မှာဘသူရှိလဲတရားရုံးရှိတယ်စစ်တပ်ရဲ့အထက်မှာဘသူရှိလဲတရားရုံးရှိတယ်ဟောဘေးရင်ရဲ့အထက်မှာဘသူရှိလဲတရားရုံးရှိတယ်ဗျမြန်မာနိုင်ငံမှာကအဲ့ဒီတရားရုံးက အထက်မှာမရှိဘူးအောက်ရောက်နေတာနော်အာနာကျင်လူတစုခိုင်းသမျှအကုန်လိုရတာအဲ့ဒါစနစ်မကောင်းတာလीနော်စနစ်မကောင်းတာဒါကြောင့်စနစ်ဆိုတာအဲ့ဒါကိုပြောတာဘသူပဲအုတ်ချုပ်ချုပ်ဘယင်ပဲအုတ်ချုပ်ချုပ်စစ်တပ်ပဲအုတ်ချုပ်ချုပ်ဝင်ကြီးချုပ်ပဲအုတ်ချုပ်ချုပ်သူတို့ရဲ့အထက်မှာ တရားရုံးကရှိရမှာ ဝင်ကြီးချုပ်မဟုတ်တာလို့ရင်လည်းတရားရုံးကဆုံးဖြတ်ပိုင်권ရှိတယ်စစ်တပ်မဟုတ်တာလို့ရင်လည်းတရားရုံးကဆုံးဖြတ်ပိုင်권ရဲမဟုတ်တာလို့ရင်လည်းတရားရုံးကဘယင်မဟုတ်တာလို့ရင်လည်းတရားရုံးကဆုံးဖြတ်ပိုင်권ရှိတယ်ဟောမြန်မာနိုင်ငံမှာကအာဏာသာရှိနေဘယ်သူမှဆုံးဖြတ်ပိုင်권မရှိဘူးလေမရှိဘူးအာဏာနဲ့တရားရုံးဘယ်သူကအထက်မှာလဲဆိုအဲ့အာဏာရှိတဲ့သူကအထက်မှာ အာနာရှိတဲ့သူကအထက်မှာအဲ့လဒီအစိုးရလက်ထက်တုန်းကတော့တရားဥပဒေစိုးမိုးတယ်လို့ပြောလို့ရတယ်ဖိုးတို့ဘာသွားတွေ့လဲဆိုတော့တရင်လာဤတိုင်းဝင်ကြီးချုပ်လေအမျိုးသမီးနာမည်မသိတော့ဘူးလက်စားလို့ဆိုပြီးတော့တရားရင်ဆိုင်ရတာလေဗျာကဲတနင်္လာဤတိုင်းဝင်ကြီးလေတနင်္လာဤဝတိုင်းဝင်ကြီးလက်စားလို့ဆိုပြီးတော့ တခါတည်းချက်ချင်းအပြစ်ပေးအေးအေးယူခံရတယ်တရားရင်ဆိုင်ရတယ်အဲ့တော့ LD အစိုးရအုပ်ချုပ်စဉ်အခါတော့က LD အစိုးရရဲ့အထက်မှာဘသူရှိလဲဆိုတရားရုံးရှိတယ်တရားရုံးကအမြဲတမ်းအထက်မှာပဲဖြစ်ရမှာနိုင်ငံနိုင်ငံမှာတရားရုံးကအထက်မှာအဲ့ဒီတရားရုံးရဲ့အောက်မှာမှအစိုးရစစ်တပ်ရဲအဲ့လိုတော့တွားရတာ တရားရုံးသည်အမြဲတမ်းနိုင်ငံတနိုင်ငံရဲ့အထက်မှာပဲရှိရမှာเนาะနိုင်ငံတနိုင်ငံစနစ်ကောင်းတယ်မကောင်းဘူးဘာကိုကြည့်ရလဲဆိုရင်အဲ့ဒီတရားရုံးကိုကြည့်ဥက္ကိုနီလဲဒါခဏခဏပြောခဲ့တယ်ဥက္ကိုနီလဲခဏခဏပြောခဲ့နိုင်ငံတနိုင်ငံမှာစနစ်ကောင်းတယ်မကောင်းဘူးဆိုရင်ဘာကိုကြည့်ရမလဲတရားရုံးက အထက်မှာရှိသလားမရှိဘူးလားအဲ့ဒါကိုပဲကြည့်တရားရုံးကအထက်မှာမရှိဘဲနဲ့လူတစုရဲ့ခိုင်းသမျှကိုလုံနေရပြီဆိုရင်အဲ့ဒီနိုင်ငံအဲ့ဒါသွားပြီအဲ့ဒါအာဏာရှင်ပဲအဲ့ဒီနိုင်ငံပြက်စီးသွားပြီဘာစနစ်မှမရှိတော့ဥပဒေမှန်သမျှအဲ့ဒီအာဏာရှင်ရဲ့ပါဇက်ထဲမှာသူ့ပါဇက်ကပဲအဲ့ဒါဥပဒေပဲဘာလို့ဆိုတော့သူကတရားရုံးကသူ့အောက်ရောက်နေပြီလေ သူခိုင်းသမျှလုံနေရပြီအဲ့တော့တရားယုံကပညာရှင်တွေလေအဲ့ဒီပညာရှင်တွေကငါခိုင်းတာလို့ရှာမရှင်နဲ့ဆိုတော့ဟောကနေအကုန်လို့ရပြီလေအဲ့တော့အဲ့ဒီနိုင်ငံပြက်စီးပြီလေအဲ့ဒီနိုင်ငံဘာစနစ်မှမရှိဘူးလေအဲ့တော့နိုင်ငံတစ်နိုင်ငံတိုးတက်တယ်မတိုးတက်ဘူးနိုင်ငံတစ်နိုင်ငံမှာတရားဥပဒေစိုးမိုးတယ်မစိုးမိုးဘူးဆိုတာဘာကိုကြည့်ရမလဲဆိုရင်တရားယုံကိုကြည့်နော်တရားယုံရဲ့အထက်မှာဘာသူရှိတယ်လဲ တရားရုံးရဲ့အထက်မှာဘာမှမရှိရဘူးနော်တရားရုံးရဲ့အထက်မှာတရားရောက်ရှိနေပြီဆိုအဲ့ဒီနိုင်ငံပြက်ပြီအဲ့ဒီနိုင်ငံဘာစနစ်မှမရှိဘူးစနစ်ဆိုတာအဲ့ဒါကို ပြောတာပါဗျာစနစ်ဆိုတာဘာကိုပြောတာလဲဆိုတော့တရားရုံးကိုပြောတာနော်တရားဥပဒေကိုပြောတာနော်ဘာပဲလို့ဘမခဏခဏပြန်ပြောနေရတယ်ဆိုတော့နားလဲတဲ့သူတွေအတွက်ကိစ္စမရှိဘူးနားမလဲတဲ့မိဘပြည်သူတွေအတွက်နားရရမို့မို့ပြောပြမိနေတယ်ဖောက်ဖောက်ရဲ့ లై ဆိုတာက ်သင်တန်းပို့ချတာနဲ့အတူတူပဲဘုန်းဘုရားသင်တန်းပို့ချပေးတာနော်ဘုန်းဘုလည်းတိလို့တက်လို့တော့မဟုတ်ဘူးဘုန်းဘုဝန်ခံတယ်ဘာမှမသိဘူးဒါပေမဲ့ဘုန်းဘုလောက်မသိတဲ့ပြည်သူတွေကိုဘုန်းဘုရားတည်တည်ချာချာပြုတ်ပြပေးတာပေါ့နော်ဒါကြောင့်နိုင်ငံတကာနိုင်ငံစနစ်ကောင်းလားမကောင်းလားဘာကိုကြည့်ရပါလဲဆိုတရားရုံးကဘာမှရှိလဲဆိုတာကိုပဲကြည့်ရမှာတရားရုံးရဲ့အထက်မှာဘာသူရှိလဲဆိုတာကိုကြည့်ရမှာပဲเนาะတရားရုံးဆိုတာဘာသူထက် အားလုံးရဲ့အထက်မှာပဲရှိရမှာတရားရုံးရဲ့အထက်မှာဘယ်သူမှမရှိရနော်တရားရုံးရဲ့အထက်မှာအဲ့ဒါတယောက်ယောက်ရှိနေပြီဆိုရင်အဲ့ဒီနိုင်ငံစနစ်လည်းမရှိတော့ဘူးတရားဥပဒေစိုးမိုးမှုရှိတော့ဘူးအဲ့ဒီနိုင်ငံပြတ်ပြီပေါ့နော်